ခရစ်တူမှာအမြန်ရဖို့ဆိုရင်ရေရှည်ကိုကြည့်ပြီးတေချာတဲ့ क्वाय တွေရွေးဖို့ကအရေးကြီးဆုံးပါအစကောင်းမှနောက်တေချာမယ်ဆိုတဲ့စကားပုဒ်ကိုလည်းညီကိုတို့ငငယ်ကလေးကကြာဘူးပြီးသားဖြစ်မှာပါတချို့ကကိုဝယ်မဲ့ क्वाय တွေကိုတေချာမလေးလာဘဲနဲ့ဘေးလူတွေညောတဲ့အတိုင်းပေါ်တော်တော် क्वाय တွေရှောက်ဝယ်လိုက်တော့တကယ်တမ်းဆုံးရှုံးမှာကနေမနာညမအားကိုခက်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 ရှာထားတဲ့ပတ်စံတွေဖြစ်ပါတယ်လက်ရှိမှာစီချက်ကိုမီဒီယာဂျီထရက်ကအောက်တိုဘာ17ရက်နေ့ကတရုတ်ကို100%အက ကုန်စီးကျက်မယ်လို့ကြေညာလိုက်တာကြောင့် market က crash ဖြစ်ပြီးတော့အခုဆိုရင်ဈေးတွေအကုန်ကျပြီးတော့တိုက်ပတ်နေတာပါကျွန်တော်အထင်ဒီလကုန်အော်တိုဘားလ29ရက်နေ့မှာလုံမဲ့ FED ကအတိုးနှုန်းကိစ္စကြေညာပြီးရင် market ကြီးကပြန်ပြီးအဆင်ပြေလာမယ်လို့ထင်တယ်အခုက market ကထပ်ပြီးမကြတော့ဘဲနဲ့ဈေးတိုင်းလေးတွားနေတာကတကြောင် track ကတရုတ်အပေါ်အခုလိုမျိုးကြီးနိုင်ငံကြီးလှုပ်ဖို့မလိုဘူးလို့ထင်နေဆိုပြီးတော့အဲ့လိုမျိုးပြောလာတာကတကြောင်ပြီးတော့ကျွန်တော်တို့က crypto တွေကိုရေရှည်ကိုကြည့်ပြီးတော့ဝယ်ရမှာဆိုတော့အဲ့ဒီကိစ္စရက်ကတကြောင်ပေါ့နော်ဆိုတော့အခုလိုအကျဈေးနဲ့ပဲ discount နဲ့ risk လေးနည်းနည်းလေးယူပြီးတော့ တရက်ကိုဒေါ်လာ30နဲ့ဒီနေ့ကုန်လောက်အထိပေါ့နော်ကျွန်တော်အခု DCA စပြီးတော့ဝယ်စုမယ် crypto ၅ခုကိုမျှဝေပေးချင်ပါတယ်ပထမဆုံးတစ်ခုက Aster ပါ Aster ဆိုတာက hyper liquid ကိုရှယ်ပြိုင်နိုင်တဲ့အထိအကျန်နဲ့ mini ဒီနေ့ကမှအသစ်စစ်စစ်ထွက်လာတဲ့ decentralized exchange တစ်ခုပါ Aster စပြီးထွက်တော့ကဆိုလို့ရှိရင် သူ့ရဲ့ဈေးက1200%လောက်အထိကိုဈေးတွေထိုးတက်သွားခဲ့ပြီးတော့ဈေးကွက်တန်ဖိုးကလည်း ဒေါ်လာ2ဘီလီယံနီးပါးထိကိုရောက်ရှိသွားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကစီချက်ကွန်မီဒီယာဂျီထရက်ကတရုတ်ကိုအခေါ်စီချက်မယ်ဆိုပြီးတော့လှုပ်လိုက်တာကြောင့် market ကြီးကလည်းတိုက်ပတ်သွားခဲ့ပါတယ်။အခုချိန်မှာဈေးတွေကျနေတယ်ဆိုပေမဲ့ဒီလကုန်ခါနေ့လောက်ဆိုလို့ရှိရင်ဈေးတွေကတိတိပြည့်နဲ့ပြန်တင်းလာပြီးတော့ market ကလည်းပြန်ပြီးအစေပြေလာမယ်လို့ထင်တယ်။အဲဒါကြောင့် discount ရတော့လေးမှာ အက်စတာကိုနည်းနည်းချင်းစီဝယ်စုတည်တယ်လို့မြင်တယ်။ဒုတိယတစ်ခုကအီသာရီယာပါ။သူက institution လို့ခေါ်တဲ့အဖွဲ့အစည်းတွေ crypto တွေအများကြီးကြိုက်ထားတဲ့ wish တွေကပူပြီးစိတ်ဝင်စားကြပါတယ်။ crypto နယ်ပယ်မှာဘေးကွယ်ပြီးရင်အီသာရီယာကဒုတိယအကြီးဆုံးပါ။နေစဉ်အီသာရီယာရဲ့ blockchain ပေါ်မှာ ီးဆောင်လာတဲ့ project တွေ institution တွေ wave တွေရဲ့ value အများလာမှုတွေက ethereum ကိုဈေးတက်စေပါတယ်လာမယ့်လတွေမှာ crypto investor အသစ်တွေ etf တွေတနည်းတစ်နည်းပိုများလာနိုင်တာမို့ ethereum က limit လောက်တဲ့ crypto တကူလို့မြင်ပါတယ်။ Tardia က XRP ပါ၊သူကကမ္ဘာတဝန်းကဗန်အများစုက XRP ရဲ့နည်းပညာကိုကြော်တောင်းောက်ကအဖြစ်အသုံးပြုကြပြီး Financial Institution လို့ခေါ်တဲ့ငွေကြေးအဖွဲ့အစည်းတွေက XRP ကို Investment အဖြစ်ဝယ်ယူစုဆောင်ကြပါတယ်။စစ်စစ်ဘန်တွေရဲ့အသုံးပြုမှုပိုများလာနေတာတွေ financial institution တွေရဲ့ဝယ်လိုအားများလာတာတွေ American ရဲ့ credit strategy အတွေ့ဝယ်ယူမှုတွေကြောင့်ဈေးတင်နိုင်တာမို့ကိုယ်တွေလည်းအခုနဲ့ဝယ်ဥထားသေးတယ်လို့ထင်ပါတယ်၄ခုမြောက်က Binance Coin လို့ခေါ်တဲ့ BAB ပါသူကကမ္ဘာအကြီးဆုံး crypto exchange ဖြစ်တဲ့ Binance ရဲ့ native coin ဖြစ်ပါတယ်သူက institution တွေ ဝက်တွေ retail trader တွေရဲ့စိတ်ဝင်စားမှုကတနည်းတစ်တနည်းပိုပြီးများလာပါတယ်။သူ့ရဲ့ဈေးကလည်းလူတိုင်း Way United ပမာဏတစ်ခုမှရှိနေပြီးတော့ Binance App မှာ Launchpool တွေ၊ Hoda Airdrop တွေ၊ Mega Drop တွေမှာပါဝင်ရင်းနဲ့ Airdrop တွေလည်းရယူနိုင်ပါသေးတယ်။နောက်ဆက်ခေါ်ခုနဲ့မှာ BAB ရဲ့ဈေးကဒေါ်လာ0.15သာရှိခဲ့ပြီးတော့အခုဆိုရင် ေါ်လာ1300ကျော်အထိကိုအစားပေါင်းများစွာတက်လာခဲ့တာပါပြီးခဲ့တဲ့နေ့က trend ကြောင့်ဈေးတွေကျသွားခဲ့တဲ့ဆိုပေမဲ့ BAB ကအချိန်ခဏအတွင်းမှာမြင်းမြန်ဆက်ဆန်နဲ့ဈေးတွေပြန်ပြီးတော့ recover ဖြစ်လာတယ်ဆိုတော့ကိုရိုရဲ့ portfolio ထဲမှာလည်း BAB ကိုထည့်ထားသင့်ပါတယ်။နောက်ဆုံးတစ်ခုက Solana ပါ Donald Trump လို America သမ္မတတယောက်ကသူ့ရဲ့ track quoi ကို Solana ပေါ်မှာ launch လုပ်ခဲ့ပြီးကတည်းကတက်လာလိုက်တဲ့ဈေးတွေအခုထိပါပဲ။ ပြီးခဲ့တဲ့ဗဒူဟူနေ့ကဆိုရင်ပထမဆုံး ETF ကိုလောင်းချလုပ်မယ်လို့ကြေညာလိုက်တော့ဆိုလနာရဲ့ဈေးကအတော့ကိုမှမြင့်တက်သွားခဲ့ပါတယ်။ဒါဒီပထမဦးဆုံး ETF ပဲရှိပါသေးတယ်။လာမယ့်အနာဂတ်ကာလမှာ institution တွေ wave တွေ ETF တွေက ဆိုလနာကိုဝယ်ယူတဲ့အရေးအတွင်ပုံများလာနေတာကြောင့်အခုကတည်းက discount ရောက်တော့ဝယ်ထားတဲ့လို့တော့ထင်နေဆိုတော့ခုနကပြောပြခဲ့တဲ့ quality တွေကိုဘယ်လိုဝယ်ဥရမလဲဆိုတာထပ်ပြီးများဝေပေးပါမယ်ပထမဆုံး binance tag ကိုဝေပါအပေါ်က search box ကနေကိုကြိုက်တဲ့ quality ကိုရှာလို့ရပါတယ်ကျွန်တော်က sol ကိုရှာပါမယ် spoke ရဲ့အောက်မှာ sos နဲ့ usdt ကိုတွေ့ပါမယ်ဒါက usdt ကိုပေးပြီးတော့ sol ကိုဝယ်တာပါဒါကိုနှိပ်လိုက်ပါ total usdt မှာ ိုဝယ်ချင်တဲ့ क्वाई ပမာဏကိုထည့်ပေးပါအ ਨੇ စုပ်က5ဒေါ်လာကနေစရမှာဖြစ်ပါတယ်ပြီးတော့ဘိုင်းကိုနှိပ်လိုက်ပါဒါဆိုရင် SOL ကိုဝယ်တာအောင်မြင်သွားပြီဖြစ်ပါတယ်တခြားသော क्वाई တွေကိုလည်း ည့်အတိုင်းဝယ်လို့ရပါတယ်။အခုပြောပြခဲ့တဲ့ crypto တွေကရရှိမှာအခွင့်အလမ်းတွေအများကြီးရှိပေမဲ့ရင်းနှီးမြှုပ်နှံမှုတိုင်းမှာစော်စားမှုတွေရှိတာကိုလည်းတတိပြုရပါမယ်။ရေတို့မှာအကျိုးအမြတ်ကသိပေမသိတာပေမဲ့ DCA နီးလိုင်းနဲ့ဝယ်ပြီးတော့ရရှိဝယ်ဥထားမယ်ဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်။မိတ်ဆွေတို့ရောဘယ် coin ကိုအကြိုက်ဆုံးလဲ?ဒါမှမဟုတ်ကျွန်တော်လော်သွားတဲ့ coin တွေများရှိရင် comment မှာပြောပြပေးခဲ့ပါဦး။ ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်။ မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုချင်တယ်ဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို Discord ရှိမှာထည့်ထားပေးပါတယ်ဒီ code တို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပြီးဖို့မမေ့နဲ့နော်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ